မိတ်ဆွေများမင်္ဂလာပါခင်ဗျာအားလုံးကျန်းမာပေးခင်ကြပါစေအော်တိုဘလ24ရက်နေ့နေ့ကပိုင်းမြို့တစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးလိုပါရယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းကစစ်တပ်နဲ့တွန်လိုင်းတပ်တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်လို့သိရပါရယ် မြင်းကြံခရိုင်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်အထိနာပြီးတော့စစ်ဦးလန်အောင်တော်လိုင်းဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။မုံရွာမြို့ပေါ်မှာစစ်တပ်ကအင်ဂျီကားတွေနဲ့နေတဲ့ပေါ်တာလိုက်ဆွဲနေတယ်လို့သိရပါဗျ။နောက်ကြပ်ဖြန့်ခေါင်းဆောင်ရှစ်ကြည်ကျန်းကိုထိုင်းဆိုရကတရုတ်နိုင်ငံကိုဒီရဇဝတ်မှုတရားခံအဖြစ်လွှဲပြောင်းပေးတော့မယ်လို့ဆိုပါဗျ။နောက် CRPH ကိုနိုင်ငံတကာပါလီမန်တွေအဖွဲ့ကနေပြီးတော့ဆက်လက်ပြီးတော့အသိအမှတ်ပြုထားပါတယ်ခင်ဗျာ။ ပြီးတော့ပေါ့မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်တာမှာအထိနာသွားတယ်လို့သိရပါတယ်။ဒီသတင်းလေးကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးသတင်းအဖြစ်တင်ပြလိုတာကတရုတ်ဝန်ပောင်ကုမ္ပဏီဝင်အတွင်းကစစ်တပ်နဲ့တော်လိုင်းတပ်တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်တဲ့သတင်းကိုတင်ဆက်ပါမယ်။မနေ့ကအော်တိုဘာလ23ရက်နေ့ညပိုင်းသကိုင်းတိုင်းဆလင်းကြီးမြို့နယ်မှာရှိတဲ့တရုတ်ဝန်ပောင်ကုမ္ပဏီဝင်အတွင်းမှာတပ်ဆွဲထားတဲ့ စစ်တပ်ကိုတော်လိုင်းတပ်တွေကတရားခွန်မမရှော့တိုက်ဒုံးတွေနဲ့နေရာပေါင်းစုံကနေပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီအဲ့ဒီလိုပြစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာကုမ္ပဏီဝင်အတွင်းကပောက်ကွဲတာတွေဖြစ်ပြီးတော့မီးလောင်ကျွမ်းခဲ့ကဝင်ပေါင်းကုမ္ပဏီဝင်အတွင်းအရေးပေါ်အော်ဆွဲတံတွေနဲ့မိသက်ကစစ်ကားနဲ့ရဲကားတွေယုံရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့လည်းဒေသခံတွေပြောပြကြအရသိရပါတယ်ခင်ဗျ။ဒီစလင်းကြီးမြို့အခြေစိုက်တော်လိုင်းရဲ့တရင်ရင်းမြစ်တွေကလည်း တော်လန်တက်တွေကဒီပြစ်ခတ်ခဲ့မှုမှာ မှန်ကန်တဲ့အကြောင်းအတည်ပြုပြောဆိုပါရတယ်။အော်တိုဘာလ22ရက်နေ့မှာတရုတ်ဝန်ပေါင်းကုမ္ပဏီအတွဲမှာရှိတဲ့စစ်တပ်ကလက်နက်ကြီးတွေနဲ့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့အကြောင်းမဲ့ပြစ်ခတ်ခဲ့တယ်လို့လည်းဆိုပါရတယ်။လက်နက်ကြီးတွေဟာဖောင်းကတာမူချိုးပြင်းနဲ့မက်ဒလီကန်ကျေးရွာတွေဘက်ကိုဥတီပြစ်ခတ်ခဲ့တာလို့သိရပါရခင်ဗျာ။ အဲ့ဒီလိုစစ်တပ်ရဲ့ပစ်ခတ်တာတွေကြောင့်ပြည်သူတဦးထက်မနဲ့ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များစွာပျက်စီးခဲ့တယ်လို့လည်းဆိုပါရက်။ဒါ့အပြင်အောက်တိုဘာ22ရက်နေ့ညပိုင်းမှာလည်းဝမေးရွာသည့်အနောက်မြောက်ဘက်ပလောင်ရွာလမ်းကွဲနားမှာရှိတဲ့ဝမ်ပေါင်းကုမ္ပဏီဝင်းအဝင်ဂိတ်ကဆက်တနက်နဲ့ရန်တန့်ပစ်ခတ်လို့ဝမေးရွာသားတဦးကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါရက်။ အကြံပေးစစ်တပ်ကစနေကြီးမြို့နယ်အတွင်းမြေပြင်စစ်ကြောင်းထိုးနေတဲ့ပြင်လေကြောင်းတိုက်ခိုက်တာတွေကိုလည်းမကြာခဏသူတို့လှုပ်ဆောင်နေလို့ပြည်သူတွေစစ်ဘေးရှောင်နေကြတဲ့အကြောင်းလဲဒေသခံပြည်သူတွေထံကနေပြီးတော့သိရပါပါတယ်ခင်ဗျာ။ဒီနောက်မြင်းကြံခရိုင်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်အထိနာပြီးတော့စေဦးလောင်တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။ဒါကိုဒီမြင်းကြံခရိုင်အတွင်းမှာရှိတဲ့တိုင်ရင်၄နဲ့၁၀ကနေပြီးတော့ဒီ 20ရက်အတွင်းမှာတိုက်ခိုက်တဲ့တိုက်ပွဲအခြေအနေတွေကိုထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်ထုတ်ပြန်ချက်ကအရန်ရှိပါတယ်ဒါကြောင့်တချို့ဟာတွေအကျဉ်းယုံပြီးတင်ပြပေးလိုပါတယ်ခင်ဗျာဒီအာနာသိစစ်ကောင်စီတပ်ကဒီစက်တင်ဘာ25ရက်အောက်တိုဘာ12ရက်အတွင်းမြင်းကြံခန့်အတွက်မှာစစ်ကြောင်းထိုးတာမှာတော်လိုင်းတပ်တွေရဲ့ဖြတ်တောက်တိုက်ခိုက်ခံရလို့ထိခိုက်ဒေဆုံးတာတွေများတယ်လို့တော်လိုင်းတပ်တွေကလက်နက်ခရမ်းအများပြသိမ်းပိုက်ရရှိတယ်လို့ နထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်မတော်နထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄အမှတ်၃၀တပ်ရင်းကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာဒီထုတ်ပြန်ချက်တည်းမှာတော့ဒီစက်တင်ဘာ25ရက်မှာနထိုးကြီးမြို့နယ်ရန်ကင်းဖျားကနေပြီးတော့မြိုင်းသားကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား200လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုတွန်လိုင်းပူပေါင်းတပ်ကတိုက်ခိုက်ခဲ့လို့ဗိုလ်ကြီးအပါဝင်9ဦးသေဆုံးပြီးတော့လက်နက်တလက်သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ ဒီအဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကိုမြင်းညံခရိုင်အမှတ်၄မှတ်၃၀တပ်ရင်းမြစ်သားပကဖတခြားမာမိတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်။ဒီအောက်တိုဘာ၁ရက်နေ့မှာတော့ဒီနထိုးကြီးမြို့နယ်မြိုင်းသားရွာကိုမိရှုဖြက်စီးပြီးတော့ဒိုင်းလက်ရွာအနီးကိုဥတီစစ်ကြောင်းထိုးလာတဲ့အင်အား၂50ကျော်ပါတဲ့စစ်ကြောင်းကိုမြင်းညံခရိုင်အမှတ်၄တပ်ရင်းအမှတ်၃၀တပ်ရင်းနဲ့ဒီမြစ်သားပကဖမြင်းညံခရိုင်ဒရုန်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်အထိကိတ်များပြီးတော့ ဖွဲ့စည်းပုံပြက်ပြီးစစ်ဦးလံသွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာအဲ့ဒီတိုက်ပွဲကနေလက်နက်မျိုးစုံ10လက်နက်ခဲယမ်းစစ်3ဆောင်တွေဂျမ်ဘာနဲ့ကား3စီးလဲတိမ့်ပက်ရရှိတဲ့လို့ဒီ NPDF နထူးကြီး PDF ကနေပြီးတော့ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်နောက်ပြီးတော့အော်တိုဘာ9ရက်နေ့တိုက်ပွဲကတော့ မလန်မြို့နယ်နှောကန်ရွာဘက်ကနေပြီးတော့အင်ဂျီရောရွာဘက်ကိုအင်အား200လောက်နဲ့စစ်ကြောင်းထိုးလာတာကိုမြင်းညံခဲအမှတ်လေးအမှတ်30တိုက်ရင်တို့ကပူပေါင်းတိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာအဲ့ဒီနောက်ဒီအောက်တိုဘာ17ရက်နေ့တိုက်ပွဲမှာတော့စစ်ကော်မရှင်တပ်ကအထင်အသွားပြန်ပါတယ်အဲ့ဒီတိုက်ပွဲမှာလည်းမလိုင်နဲ့တောင်သာမြို့နယ်တွေမှာမြို့သမီး20ကျော်ကိုအရမပြုကျင့်တာအိမ်တွေကိုမီးရှို့တဲ့နေရာမှာဦးစီးဦးဆောင်ပြုလုပ်ခဲ့တဲ့ ဘူမှုကျော်မင်းစုသူနဲ့အတူစစ်ကော်မရှင်တပ်ဖွဲ့ဝင်20နဲ့အထက်ဒီထိကိုက်ဒေဆုံးပြီးတော့5ဦးအရှင်ဖမ်းမိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာလည်းဒီလက်နက်မျိုးစုံ24လက်နက်စစ်သုံးဆောင်တွေတင်းစီရရှိခဲ့တယ်လို့အတည်ပြုပါတယ်။ဒီအဲ့ဒီနေ့မှာပဲစစ်ကော်မရှင်တပ်ဖွဲ့ဝင်အထင်အားနေလို့မလိုင်မြို့နယ်နှောကန်ရဲစခန်းကိုစစ်ကူခေါ်ခဲ့တဲ့စစ်ကြောင်းကိုလည်းအဲ့ဒီမြင်းညာခေအမှတ်၄တပ်ရင်းမှန်း၃၀တပ်ရင်း အမှတ်တက်တက်ရင်အမှတ်ရှိတက်ရင်နဲ့နထိုးကြီးပကဖတရဦးပကဖတို့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့လည်းဆိုပါတယ်ခင်ဗျာဒီအဲ့ဒီတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်သေးဆုံးထိခိုက်တာတွေများပြားပြီးတော့စစ်ကူစစ်ကြောင်းတွေကလည်းဒီလက်နက်မျိုးစုံ၁၁လက်သိမ်းဆီးရရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီ၁၈ရက်တာတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ရဲ့ထိုးသစ်ကိုကောင်းကောင်းခုခံနိုင်ခဲ့တဲ့အပြင် တံပြန်ထိုးစစ်တိုက်ခိုက်နိုင်ခဲ့လို့ဒီစစ်ကောင်မချင်တက်နောက်ပြန်လန်သွားအောင်တိုက်ထုတ်နိုင်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဒီအဲ့ဒီတိုက်ပွဲတွေအတွင်းမှာတော်လိုင်းတက်တွေဘက်ကလည်းထိခိုက်ကြဆုံးတာတွေရှိပေမဲ့အသေးစိတ်ဖော်ပြထားတာတော့မတွေ့ရပါဘူးဒီစစ်ကောင်မရှင်တက်ကတော့လေချောင်းကနေအလွန်ကြုံတက်ခိုက်ခဲ့တာကိုလည်းအတိပေးထားပါတယ်ဒီပြည်သူနဲ့အတူတော်လိုင်းအဖွဲ့တွေအနေနဲ့ဘုံညာသူစစ်အာဏာရှင်ကိုစီးစီးလုံးလုံးနဲ့အောင်ပွဲရတဲ့အထိတိုက်ပွဲဝင်ကြဖို့ မင်းညာခေအမှတ်လေးအမှတ်30တိုက်ရင်ကတိုက်တွန်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်သခိုင်းတိုင်းမုံရမြို့ပေါ်မှာစစ်တပ်ကအင်ဂျီကားတွေနဲ့နေတင်လူလူပေါ်တာ လိုက်ဆွဲနေတဲ့သတင်းကိုတင်ပြပါမယ်သခိုင်းတိုင်းမုံရမြို့ပေါ်မှာစစ်ကောင်စီတပ်ကအင်ဂျီကားတွေနဲ့ပေါ်တာလိုက်ဆွဲနေပြီးတော့လူငယ်တွေအများပြားဖမ်းဆီးခံရတဲ့အကြောင်းမြို့ကနေကပြောပြပါဗျာ မနေ့ကအော်တိုဘာလ23ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ဟာမုံရွာမြို့ပေါ်နေရာအနှံ့ပေါ်တာလိုက်ဆွဲခဲ့ပြီးတော့စိုင်းကယ်တွေတင်မကဘဲနဲ့ကားပေါ်ပါလူငယ်တွေကိုပါအတင်းဆွဲခေါ်သွားတဲ့အကြောင်းမြို့ကတွေကပြောကြပါတယ်ခင်ဗျာဒီတချို့ဆိုရင်ညအချိန်မှာဒီအရက်သွားဝယ်မယ်ဆိုပြီးတော့ထွက်သွားတာလမ်းမှာဆွဲသွားတဲ့လူတွေရှိပါတယ်အဲ့လူတွေက3000လောက်ရှိတယ်လို့ဒီဒေသခံပြည်သူတယောက်ကပြောဆိုပါတယ်ခင်ဗျာဒီစစ်ကောင်စီတပ်ဟာ မူယာမျိုးပေါ်ကနန္ဒဝံအေးရိတ်တာလန့်ပြည်တော်သူလန့်စတဲ့လန့်တွေပေါ်မှာဆွဲခဲ့တာဖြစ်ပြီးတော့ဆိုင်ကယ်နဲ့တင်မကပဲနဲ့အာဇာတုံးကားပေါ်ပါလူငယ်တွေကိုပါဖမ်းသိသွားတယ်လို့ဒေသခံတွေကပြောကြပါဗျ။နောက်ပေါ်တာဆွဲခံရတဲ့သူ အကြီးအတွက်အတိအကျမသိရသေးပါဘူး။အဲဒီဆွဲခံသူတွေကိုတော့စူပေါင်းယုံဘက်ကိုခေါ်သွားတယ်လို့သိရပါဗျခင်ဗျာ။ဒီစစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့သတင်းကြောကာလတုန်းကလည်းပျော်ပွဲရှင်ပွဲတွေဖန်တီးလုပ်ပြီးတော့ပွဲကပြန်လာတဲ့လူငယ်တွေကို ပေါ်တာဆွဲကဲလို့အများပြစစ်မှုတန်းတဲပါသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာလာမဲ့တကြောင်တိုင်းကာလမှာလည်းစစ်ကောင်စီကမုံရမျိုးပေါ်မှာပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးတော့လူဖမ်းပွဲတွေပြုလုပ်ဖို့စီစဉ်နေတယ်လို့မြို့ကန်တွေကပြောကြပါတယ်အနာသိစစ်ကောင်စီတပ်ဟာလက်ရှိစစ်မှုတန်းအပတ်စဉ်18ကိုစတင်နေတာဖြစ်ပြီးတော့အပတ်စဉ်တကူအတွက်လူရှားနေပြီဖြစ်ပါတယ်ခင်ဗျာနောက်နိုင်ငံကနဲ့ဆက်ဆက်တဲ့သတင်းတစ်ပုဒ်ကိုဆက်ချင်ပါတယ် အဲ့ဒါကတော့ဒီကြားဖြန့်ခေါင်းဆောင်ရှီကြည်ချန်းကိုဒီထိုင်းစုရကတရုတ်နိုင်ငံကိုရာဇဝတ်တရားခံအဖြစ်လွှဲပြောင်းပြီးတော့မယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မှာကြားဖြန့်လုပ်ငန်းတွေကိုစတင်ထူထောင်ခဲ့တဲ့ရထိုက်ကုမ္ပဏီပိုင်ရှင်လက်ဖြစ် BG ရဲ့ခေါင်းဆောင်ပုံမှုကြီးစောချစ်သူရဲ့ကိုးကွယ်သူလည်းဖြစ်တဲ့ရှီကြည်ချန်းကို ထိုင်းစုရကတရုတ်နိုင်ငံကိုရာဇဝတ်မှု များစွာနဲ့အလူရှိတဲ့တရားခံအဖြစ် လွှဲပြောင်းပြီးတော့မှာဖြစ်တယ်လို့ထိုင်းသတင်းတွေကဖော်ပြကြပါတယ်ခင်ဗျာ။ အကြံပေးစစ်တပ်လက်အောက်ခံကရင်နေကြတောင်တပ် BGF ခေါင်းဆောင်ဆော့ချစ်သူရဲ့စီးပွားရေးမိဖက်ရွှေကုတ်ကူမျိုးတစ်ကိုစတင်တီထောင်ခဲ့သူရထိုက်ကုမ္ပဏီပိုင်ရှင်နဲ့ကြဖြန့်ဂိုင်းခေါင်းဆောင်ရှီချီချန်းကို2022ခုနှစ်မှာထိုင်းအစိုးရကဘန်ကောက်မြို့မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့ဒီရှီချင်ချန်းကိုထိုင်းအစိုးရကအွန်လိုင်းငွေလိမ်ကြက်ဖြန့်လုပ်ငန်းတွေနဲ့လောင်းကစားမှုများကြောင့်ဒီဖမ်းဆီးခဲ့တာဖြစ်ပါတယ်ခင်ဗျာ ရှိကြည်ချမ်းကိုထိုင်းသူရကတရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့အတွက်အခြေခံဥပဒေနဲ့ညီမညီအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုစောင့်တိုင်းနေကြတာဖြစ်ပြီးတော့အခုအခါမှာတော့ထိုင်းအခြေခံဥပဒေခုံရုံးကအခြေခံဥပဒေနဲ့ညီညွတ်ကြောင်းဆုံးဖြတ်လိုက်တဲ့အကြောင်းသိရှိရပါတယ်ခင်ဗျာဒီရှိကြည်ချမ်းမှာတရုတ်နိုင်ငံမှာလောင်ကစားနဲ့ရာသွေဂိုင်းတွေထူထောင်ခဲ့ပြီးတော့ထွက်ပြေးလာခဲ့သူဖြစ်ကကမ်ဘောဒီးယားနိုင်ငံသားအဖြစ်လည်းခံယူထားသူဖြစ်ပါတယ်ခင်ဗျာ အဲ့ဒီရှီကျင်ချန်းကိုတရုတ်ဆိုရကလူရှိနေပြီးတော့သူ့ကိုအွန်လိုင်းငွေလိမ်မှုလူကုန်ကူးမှုငွေကြေးခွာချမှုအပါအဝင်ရာသွေးမှုများစွာနဲ့တရုတ်ဆိုရကလူရှိနေတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နိုင်ငံတကာနဲ့ဆက်စပ်တဲ့သတင်းတစ်ပုဒ်တင်ပြရမယ်ဆိုရင်တော့ဒီမြန်မာနိုင်ငံကဒီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ကဆက်လက်ပြီးအသိအမှတ်ပြုတယ်လို့သိရပါတယ် မြန်မာနိုင်ငံစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ2020ခုနှစ်ရွက်ောက်ပွဲအနိုင်ရလွတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကမိဖက်အဖြစ်ဆက်လက်အသိမှတ်ပြုလိုက်တဲ့အကြောင်းသိရပါတယ်ခင်ဗျာစစ်တလနိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံအမှုဆောင်ကောင်စီအစည်းအဝေးကနေပြီးတော့မနေ့ကအဲ့ဒါလိုဆုံးဖြတ်ချက်ချခဲ့တာလို့ CRPH ကထုတ်ပြန်ထားပါတယ် အနာသိစစ်ကော်မရှင်ရဲ့အထူးရောင်ရွက်ောက်ပွဲကျင်းပဖို့ကြေညာထားချိန်မှာပဲဆက်လက်အတည်ပြုရန်ဆုံးဖြတ်ခဲ့တာဖြစ်ပြီးတော့ CRPH က IPU ရဲ့အစည်းအဝေးတွေကိုမြန်မာကူစားပြုပြီးဆက်လက်တက်ရောက်သွားမယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာမြန်မာအရေးဖြစ်ရှင်းတာမှာနိုင်ငံတကာအတိုင်းအဝန်းရဲ့ခန်းကဏ္ဍကအရေးပါတယ်လို့ဖြစ်ပေါ်နေတဲ့ပြည်ပခတ်တွေကိုလက်တွေ့ကြပြီးရေရှည်တည်တံ့နဲ့ဖြည့်ရှင်းမှုနဲ့ ပံ့ပိုးကူညီဖို့စစ်မှန်တဲ့လွတ်လပ်မှုလုံခြုံမှုနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ဖို့ပြည်သူလူထုကပြတ်သားခိုင်မာစွာတောင်းဆိုကြိုးပမ်းနေတာကိုကမ္ဘာတဝန်းကသိမြင်ပြီးတော့ထိရောက်တဲ့အကူအညီတွေရရှိစေဖို့ပြည်သူတွေနဲ့ပြည်သူဆန္ဒကိုကုသပြုလျက်ဒီဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း CIA ကပြောဆိုထားပါတယ်ခင်ဗျာ ဒီစစ်ကောင်မချင်းရဲ့တရားမဝင်ရုပ်ောက်ပွဲကိုအတိမတ်မပြုရေးနဲ့ပတ်သက်ပြီးလဲ IPU တွေ့တွေ့တွေ့ရမှုချုပ်မစ္စတာမာတင်ချောင်းကောင်နဲ့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ကောင်းဆောင်ဒေါက်တာဝင်းမြတ်အေးဒုတိယအဖွဲ့ကောင်းဆောင်ဒေါ်စင်မအောင်တို့ဟာဒီအောက်တိုဘာ22ရက်ဂျနီဗာမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျာစစ်တပ်ဦးဆောင်မဲ့ရုပ်ောက်ပွဲကိုလာမဲ့ဒီဇင်ဘာလ28ရက်မှာအပိုင်း1အဖြစ်102မြို့နယ်မှာပြုလုပ်သွားမှာဖြစ်တယ်လို့လည်းစစ်ကော်မရှင်ကကြေညာထားပါတယ် နောက်မကွေးတိုင်းပေါင်းမြုံနယ်မြောက်ပိုင်းကဒီစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းရေးဖွဲ့တွေကတိုက်ခိုက်တဲ့တရင်ကိုဆက်ပြီးတင်ပြပါမယ်။မကွေးတိုင်းပခုတ်ကူခရိုင်ပေါင်းမြုံနယ်မြောက်ပိုင်းမှာစစ်ကြောင်းထိုးလာတဲ့အင်အား200ပါစစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့တော်လိုင်းတပ်ဦး PRF ကဒီမနေ့ကညပိုင်းမှာတရင်ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ18ရက်မနေ့ပိုက်မှာစစ်ကြောင်းထိုးလာတဲ့အင်အား200လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်တာမှာစစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးတော့10ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီစစ်ကောင်စီစစ်ကြောင်းနဲ့တနအီလောက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီသူတို့ဘက်ကနေပြီးတော့ထိခိုက်သေဆုံးမှုတွေများခဲ့တာကြောင့်စစ်ကောင်စီဟာရှေ့ဆက်မတိုးနိုင်ပဲနောက်ကိုပြန်ဆုတ်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့တော်လှန်ရေးတပ် UPRF နဲ့အတူပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ၊ကျောင်းသားလက်ရုံးတပ်တော် SAF ၊ Borderless နဲ့ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာ။အော်တိုဘလာ24ရက်နေ့နေကမိုက်တင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။